စီရီယံအဖောင်ကိုဝင်းရံအားဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်တွေကိုဖတ်ကြားတင်ဆက်ပေးချင်တာကတော့ဆာရည်သူဆရာကြီးအမျိုးသားပညာဝန်ဦးဖိုးကြားရေးသားတော့အယတမားလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးချင်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအယတမားအင်းစိတ်မျိုးနေကျောင်းဆရာမမဆိုင်သည်ဆယ်တန်းနဲ့ဆရာဖြစ်စာမေးပွဲကိုအောင်မြင်ပြီး ရန်ကုန်မြို့ကျောင်းတဲကျောင်းတွင်အလုံးလုံးနေရာတနေ့၌ကျောင်းဆင်း၍ညနေလောကရထားနှင့်ပြန်လာခဲ့၏၎င်းစီသောတွဲတွင် လူမများလာမဏိမဝေးခုံတွင်ဘိုးစတော့ခေါင်းဆုပ်ဖွားနေအဝေးအစားမတက်မရက်ရှိသော လူရဲတယောက်ပါလာ၏အသက်က24နှစ်လောက်သာရှိ၍ဆီယမမတ်စိန်အောင်3-4နှစ်ငယ်ပုံရ၏တမိုင်းဘုရားအနီးသို့ရောက်သောအခါ လက်မဆက်တက်လာ၍လက်မဆက်ရာ မကြမီပင်၎င်းတို့ကိုယထာခိုးစီးသည်ဟုဖမ်းလေ၏မလိုက်ဘူးလိုက်ရမည်ဟုညင်းနေစဉ်မဆိုင်ကဝင်၍လက်မဆက်အားမိမိကပင်ကြားတဲ့သောလက်မဘုံငွေကို ပေးပါမည်ဟုဆို၍လက်ထဲသို့ငွေထည့်ပြီးလက်မဆက်ကိုလှုပ်လိုက်လေသည်ရှင်ဘာဖြစ်လို့ယထာခိုးစီးရတာလဲပတ်စံမရှိလို့ဩဩပတ်စံမရှိရင် ခိုးစီးရရောလား ဟုဆရာလေးတန်ဖြင့်ခတ်ထန်တာမေးလေ၏ထိုယောက်ျားပြုတ်ကဘာမှပြန်မပြောဘဲမျက်နှာအောက်ချ၍အောက်တိုးတိုးလုံနေသည် အတန်ကြားမှမဆိုင်ကဆက်၍ဘဲသွားမလို့သွားကျင်တာကတော့ပြည်မျိုးကိုရောက်အောင်သွားကျင်တာပဲအင်းစိန်မှာတငယ်ချင်းတယောက်ရှိလို့ပတ်စံကလေးများရမလားလို့အင်းစိန်ကိုဆင်းမလို့ပြီးကိုဘာလုပ်ဖို့အလောက်ချရအောင်ပါရှင်ဘာလုပ်တတ်တယ်လဲပညာဘလောက်အထိသင်ဘူးတယ်လဲ ယောက်ျားမျိုးသည်ဆရာမမျက်နှာကိုတစ်ချက်မော်ကြည့်၍ဘာမှပြန်မပြောဘဲငုံ၍နေ၏ဒီလူဟာဘဲနဲ့လဲမေးတာလဲပြန်မပြောတတ်ဘူးလားရှင်းနာမယ်ဘာတူလဲဟုတပည့်ကိုငောင်းနေကြအတိုင်းခန့်ငောင်းငောင်းမေးလေသည်ထို့လူပြောသည်နာမည်ရင်းကိုမပြောဘဲလိန်ပြောမိဟုကြံထားတော်လဲဆရာမဤတီကြီးစူးချသောမျက်လုံးတို့ကိုမြင်၍ဘာဖြစ်သွားသည်မသိရဘာမြင့်ဟုထွက်သွားလေသည် ရှင်ဘာဖြစ်ဖြစ်လုံးမလားထိုအခါမှအနေငယ်ပြုံးချင်လာ၍ဟုတ်ကဲ့ဘာမဆိုစူးစမ်းလုပ်ပါမယ်ဟုဖြေချလိုက်လေဤကောင်းပြီကျမမှာအတော်တယောက်နဲ့နေတယ်ယောက်ျားအဖော်တော်တယောက်အကူအညီဆိုသလိုလို့နေတော့ကျမတို့စီမှာနေမယ်မဟုတ်လားပန်းပင်တို့ဘာလို့ရေလောင်းကျမတို့ကိုအကူအညီလောက်ကရင်ဆိုသလိုပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အစွမ်းကုန်လုပ်ပါမယ်တို့နေ့ အင်းစိန်ဘူတာတို့ဆက်ရောက်လာ၍ဗားမြစ်သည်ကပြားကရာထကဆီယမဤသီတို့လွယ်အိတ်တို့ကိုကောက်ယူလေ၏ဆီယမကနေပါစေကျွန်မလုံနိုင်ပါလေဆိုတော့လေဗားမြစ်သည်အတင်းစုတ်ကင်ထားသဖြင့်လူယူရန်လည်းမတင့်တော်သည်နှင့်ဆရာမကလက်လျှော့ပေးလိုက်ရလေ၏။အိမ်ရောက်၍အတော်အားအလုံးစုံပြောကြပြီ။မိမိတို့အိမ်ပေးရှိမာလီချန်တဲကလေး၌နေစေ၏။မဆိုင်တို့အိမ်မှာဘူတာယုံနှင့်မနီမဝေလမ်းကြားထဲတွင်ရှိ၍ တသားတထအိမ်ဓဏီမိုးရှံပတ်လည်းရှိ၏ရှံတွင်း၌ဟင်းသည်ဟိမ့်ဝက်ပင် အလှပန်းပင်များရှိ၏ဗားမြစ်သည်ယခုအသက်24နှစ်အထိယခုနေရာ ယခုအခါနောက်တခါဘိုးမှပျော်မွေ့ခြင်းမရှိခဲ့ဘူးရှိနနဆောသောထား၍ရှံတွင်းရှိ ရေတွင်းနှုတ်ခမ်းတို့မှတောက်ရည်တုံးရည်တို့ကိုခတ်၏ရှံတွင်းရှိတစ်ပင်နွယ်ပင်ပန်းပင်တို့ကိုရေလောင်း၏ ထို့ကြောင့်လည်းမတ်စိန်တို့အိမ်ကိုရေလောင်းပေးနေကြပါနီဝါလာဂန်ဂရာဤဗနာလိုမုံတီချင်းကို ခံရ၏မတ်စိန်ဤအတော်ဆက်ရပြောက်ရ၌ကိုညီသည့်အပြင်ဈေးဝက်ပင်လိုက်သွားနိုင်သည်၏မတ်စိန်ကြောင်းတက်ချိန်၌ဘူတာတို့လိုက်ပို့ခြင်း အပြန်ကြိုချင်းကိစ္စတို့မှလည်းအမြောက်ပြစ်သောကလာဤနာဤကဲ့သို့မှန်လေ၏မတ်စိန်တို့တူဤမှာမောင်တရား တူတယောက်ရသည်ဟုကြိတ်၍ဝမ်းတာနေကြလေ၏တို့ရတွင် မဆိုင်ကဘာမြက်အားမျက်နှာမှန်မှန်ပင်ထား၏အတော်လုံးသူကပင်ဝင်၍ဤကအေးမျက်နှာထားကြည့်နဲ့လုံးမနေစမ်းပါနဲ့ဟုပြောရတော်ဟု၏ဘာမြက်ဤနေရဲ့မိဘစသည်တို့ကိုမေးတော်လဲမရချေတေတေတေလုံနေတတ်၏တို့ကြောင့်လည်းဆရာမသည်အကဲကလေးကို အထူးပုံမှုဂယုဆ၍နေလေ၏ဆရာမကဈေးသုံးအတွက် တနေ့သုံးပဲတမတ်ပေတတ်ဤဘာမြက်ဒီမကြမကြဆရာမကိုတန်၍ရန်ကုန်ဘက်သို့လာတတ်ဤတခါတရံကြားဖောက်၍ဆရာမမတိဘဲနဲ့လည်းလက်တတ်ဤတို့ရတွင်မိမိလုံနေကြအလုတ်ကိုကတစုံတရာအလဲဟင်းမခံချေတခါတော့ထို့သောရန်ကုန်ဘက်ကိုသွားနေခိုင်းဆရာမသည်ဘာမြက်ဤတဲယုံထဲသို့ဝင်ကြည့်ရာမြန်မာသတင်းစာ အင်္ဂလိပ်သတင်းစာအဟောင်းများကိုတွေ့ရ၏နောက်တစ်နေ့ းဘာမြစ်သည်တကားပိတ်၍အင်္ဂလိပ်သတင်းစာတစ်ခုကိုဖတ်နေလေရာဆရာမကအပြင်မှချောင်း၍ကြည့်ကာမြင်ရ၏အင်းအာကလိုပါကလားဟုတွေးမိ၏ပြီးမှဟန်လောက်ချောင်းဟန်ပြီကိုဘမြင့်တကားဖွင့်ပေးစမ်းနေခင်းကြီးတကားကြီးပိတ်ပြီးဘာလုပ်နေတယ်လဲဟုမေးလေ၏သူကဘာမြစ်သည်ကြပြားကြရာအယုတ်ပါတော်မျက်နာတို့လှန်၍အော် ျွန်တော်အယုတ်တွေကြည့်နေပါတယ်ဟုပြန်ပြောလေ၏ဆရာမသည်ထပ်မံဆန်းလို့သည်နှင့်နောက်တနေ့၌မိမိဇပွဲပေါ်တွင် အင်္ဂလိပ်စာ၃လေးအုပ်တင်ထားခဲ့ပြီလေ၏ကျောင်းတက်ရန်ဟုထွက်လာ၍အိမ်ဝအပြင်သို့ရောက်မှအော်ကိုဗမြင့်ကျမစာအုပ်ဇပွဲပေါ်မှာမိကျန်ရက်ခဲ့တယ်ကြပြကြရပြေးပြီးယူပေးစမ်းမှာစာအုပ်ရဲ့နာမည်က mind reading လို့ခေါ်တယ်ဟုခိုင်းလိုက်လေ၏ဘာမြင့်မှာ အမှတ်တမှတ်ဖြစ်၍ ဆောင်စားမှမသိပဲကဗျာကရာပြေး၍အလွယ်နဲ့ပင်ထိုအင်္ဂလိပ်စာအုပ်ကိုယူရဲသေးလေ။ဆရာမကပြုံး၍"ကျမမောင်ကလေးအတော်သားပဲ။အင်္ဂလိပ်စာသင်ရင်မြန်မြန်တက်မှာပဲ"ဟုပြောလိုက်။ထိုအခါဘာမြင့်သည်တတိယတွေးတော်မိပဲ။အင်းပထမကနာမည်ပေါ်တယ်။အခု အင်္ဂလိပ်စာတက်တာဒုတိယပေါ်ပြန်ပြီ။ငါတော့ဒုက္ခပဲ"ဟုတွေး၍ပူပန်မိလေ၏။ လောက်ကိုအကျွေးမထားလက်ငင်းလှုပ်တက်သောမတ်စိန်သည်၎င်းညက်နေ ထမင်းစားပြီးနောက်ကိုဘမြင့်လာအောင်မေးเสียရှိတယ်ဟုခေါ်၍မိမိကဆရာမဗီဗီစပွဲအနီးကလေးထိုင်တွင်ထိုင်ကဘာမြစ်ကိုတပည့်တငယ်ကဲ့သို့အနီးတွင်မတ်တက်ရက်စင်နေ၏ကိုဘမြင့်မင်းရင်မှန်မှန်ပြောမလားဟုတ်ကဲ့အင်းပြောတာပေါ့အင်္ဂလိပ်စာဗနတန်းအောင်ခဲ့တယ်လေ IA ဘလောက်ကြာပြီလဲနှစ်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 ကျော်ပါပြီနှစ်နှစ်ကျော်အတွင်းဘာလုပ်နေသလဲအတန်ကြာတွေ့ဝင်နေပြီးမှဆရာမမျက်နာကိုတစ်ချက်ဆိုက်ကြည့်ပြီ BA ကိုဆက်တင်နေတယ်စာမေးပွဲမှာအောင်ခဲ့ဘူးအန်ရည်တိစာမေးပွဲကြားခဲ့ဘူးသလားမကြားခဲ့ဘူးဘူး BA ကြာမှာဘာဖြစ်လို့မအောင်ရတယ်လဲထွာချက်ကိုဘာမျက်တည်တစုံတရာပြန်မဖြစ်ပဲမျက်နာအောက်ချွေနေသည် ။ကောင်းပြီမပြောချင်လည်းနေပါ။လို့ပေမဲ့ကျမဟာဘလို့မိမစားဆိုတာသိတယ်မဟုတ်လား။ရှင်မပြောပေမဲ့သိအောင်စုံစမ်းနိုင်တဲ့မိမလို့မှတ်ပါ။ဒါပဲ။ကာသွားပြီတော့။ဗားမြက်သည်မိမိတဲဘက်တို့ရှေလန်းနှင်းနှင်းဖြင့်လျှောက်ခဲ့၏။အင်းပထမနာမည်ဒုတိယအင်္ဂလိပ်စာတက်တာအခုတတိယ IA အောင်တာပေါ်လေပြီ။နောက်မကြခင်ငါအကျင့်တွေပေါ်တော့မှာပဲ။ ပေါ်တာကအရေးမကြီး ပေါ်ရင်တော့ငါ့ကိုနှင်ထုတ်မှာကအရေးကြီးတယ်ဟိုအမျိုးမျိုးတွေးပြီးစိတ်မအေးလက်မသာရှိနေကြလေဤအေးဒီနောက်နှစ်လားလောက်ကြာတွင်ဆရာမကဖန်တီးကြံစီပေး၍မိမိလို့တော့ကြောင်းမှာပင် အထက်တန်းပြဆရာအလုပ်ကိုတေချာလေဤထို့သောစီမံပြီးမှဆရာမကကိုဗမင်းအခုအလုပ်လုပ်ရမယ်ဒါအဆန်းလားဗျကျွန်တော်အခုအလုပ်လုပ်နေတာပဲ မကျေနပ်တာရှိရင်ပြောပါ။အရင်လုပ်ဖို့ပြောတာမဟုတ်ဘူး။ကြောင်းစီရအလုပ်လုပ်ရမယ်ပြောတာ။ဟိုက်။ဟာမလုပ်ရှင်ပါဘူးဗျာ။ဆို၍မျက်နာအတော်ပြတ်သွား၏။အကြောင်းကမိမိဆရာလုပ်ရလျင်မိမိဤစာတီအဖြစ်အပျက်အကျင့်စာရိတ်တာတို့ ပေါ်မီကိုစိုးသောကြောင့်ပဲဒီ။စင်စစ်တော်ကယခုလက်ရှိအလုပ်သည် လောကနိဗ္ဗာန်အကောင်းဆုံးအချမ်းအသာဆုံးဟုထင်နေသောကြောင့်ပဲဒီ။ ဘာမလုပ်ရှင်ဘူးလေလုပ်ရမယ်စကားမရှင်နဲ့အားလုံးပြောဆိုစီမံခဲ့ပြီပြီမလုပ်ပြရစေနဲ့ဆရာမရေအခုလက်ရှိအလုပ်ကိုကျွန်တော်အင်မတန်မြန်နိုးပါရဲ့အခုအလုပ်တွေလုပ်ရမယ်ဆရာအလုပ်တွေလုပ်ရမယ်ကျွန်တော်လူတွေကို မတိုးပြရစေနဲ့ခင်ဗျာကျွန်တော်ကိုတနာပါတနာလို့လူတွေတိုးဝင်အောင်စီမံရတာချင်းလူတွေမတိုးဝင်တဲ့အကြောင်းလည်းမပြောဘဲကိုဘာပဲဖြစ်ဖြစ်ရှင်အခုဆရာအလုပ်ကိုလုပ်ကိုလုပ်ရမယ် မလုံရင်အိမ်မှာမထားဘူးခက်ချင်းချင်းပဲဟိုခက်ဆက်ဆက်ပြောလေသည်ဘာမြက်ဒီအတော်အကြံရကြက်သွား၏တခြားအเจ้าတို့ထက်ဆီယမ်မကြီးအိမ်၌မနေရမည်ကအရေးကြီးဆုံးဖြစ်နေလေသဖြင့်မငင်းနိုင်တော့ပဲအခုအခါတော့ဆီယမ်မတို့ကနှိမ့်ဆက်နိုင်တဲ့အခါကို ကျွန်တော်မငင်းဆန်ဝန်းတော့ပါဘူးခိုင်းတာလောက်ရမဲ့လို့ဖြစ်နေပါတယ်ဟိုခနဲ့တက်တက်ပြော၍တဲကုတ်ဘတ်တို့ခက်ဆောင်ဆောင်နင်း၍ပြန်ခဲ့လေ၏ နန်းနဲ့ကြားရောက်သောအခါဆီယာမသည်တဲကိုဘတ်သို့လာ၍"ကဲဟောဒီမှာအဝယ်စားတွေအကိုမနဲ့ကြောင်းတက်ရမယ်"ဆို၍မိမိဝယ်ထားသောပစိုးသည်ပဝါသည်အင်းညစ်တဲတို့ကိုပြည့်၍ပေးလိုက်လေ၏။ဘာမြက်ကကြည်ုံသာကြည်လိုက်၏မလှုပ်ရှိဘူဒာယုံသို့သွားချင်းကြား၍ဆီယာမကခေါ်သောအခါဘာမြက်သည် ရှင်ရင်ဆွဲအဝယ်အစားနှင့်ပင်ထွက်လာခဲ့လေ၏။ထိုအခါဆီယာမသည်စိတ်ထွက်လာ၍"ဒါဘာလုပ်တာလဲ ဘာဖြစ်လို့ကျွန်မပေးခဲ့တဲ့ဝယ်စားတွေကိုမဝက်တလဲ။ဘာမှလို့လဲ။လာအခုလဲရမယ်။ဆို၍ပြောပြောဆိုဆိုနဲ့ဘာမြစ်ကိုအတင်းဆွဲ၍တဲကုတ်တွင်းသို့ခေါ်ခဲ့၏။အတော်လုံးသူကမြင်၍ဟဲ့မဲစိန်ကလည်းဒီလိုမလုပ်ပါနဲ့။ဆို၍ဆင်းလာပြီးလိုက်ရင်ဘာမြစ်ကိုမဆိုင်လက်ထဲကဆွဲလုပြီးမှငါတို့ကလည်းကွယ်အလုပ်ကိုတွားရမှာပဲ။အဝေးအစားလဲမှာပေါ့။ဟုတ်လျှော့နေစဉ် မဆိုင်ကကဲရထားမမီပဲနေမယ်အခုလဲဆို၍အင်းကြီးကို အတင်းချို့၍အတင်းဆွတ်ပေ၏ပစိုးကိုလည်းအတင်းချို့၍ဝတ်ပေးမိလို့ရဘာမြက်ကပြုံးပြ၍ဖဲပါဗျာကျုပ်ပါတာဝတ်ပါမယ်ဆို၍တဲကုတ်အတွင်းသို့ဝင်၍အဝေးအစားဝေး၏ခေါင်းပေါင်းအုပ်ပေါင်းကိုယခုမဆိုင်တို့အိမ်ရောက်မှပထမအကြိမ်ပေါင်းခြင်းဖြစ်၏ ဝစ်စားပြီး၍ထွက်လာသောအခါတူကြီးနှစ်ယောက်မှာအံ့အားသင့်သွား၏တောင်းမအကော့လူမအဝဲဆိုတကဲ့သို့ယခုကဲ့သို့တာမာထွားကြရင်ခံညာသောလူနေသူတယောက်သည်ကောင်းမွန်သောအဝဲစားများတို့ကိုတက်ရကြနာသွားအချိုးအစားကြသွားဝဲလိုက်သောအခါများစွာကြက်တရေရှိ၍ကြည်မကြီးဖြစ်ရ၏ဆရာမမဆိုင်ကအင်းကို့လူ အဟုတ်ကြီးပါကလားဟုတ် ပထမအကျဉ်စိတ်တွင်ဖြစ်ပေါ်မိ၏တို့ရတွင်မျက်နှာကိုတီတီပင်ထားလိုက်၏ထိုနေ့နှစ်ယောက်အတူကြောင်းတက်ကြောင်းစင်းလောက်ကြရလေ၏ထို့သည့်နောက်နှစ်ပတ်လောက်အကြာတနင်္ဂနွေနေ့တနေ့တွင်ဘာမြက်သည်မိမိ၏တဲကုံနာ၏တကားပိတ်၍အိတ်နေရာညနေ9နာရီထိမထသည်နှင့်မဆိုင်တို့တူရင်းနှစ်ယောက်တွားရောက်ကြည့်ရှုရာအပြင်ကနှိုး၍မရသည်နှင့်တကားကိုဖြတ်၍ဝင်ကြ၏အတွင်းသို့ရောက်လာသောဘာမြက်၏ကိုမှ အယက်နဲ့နဲ့တကွာဒဇကအမြုံများထွက်လျက်မိုးရစ်အိမ်မောကျနေသည်ကို တွေ့ရလေ၏ထွာကမဆိုင်တို့မှအံ့ဩခြင်းဝမ်းနေခြင်းတို့ဖြင့်ရွက်လျက်မျက်ရည်များပင်ကျမိ၏မဆိုင်၏စိတ်တွင်ယထားပေါ်၌တွေးစားကဘာမြစ်၏ခေါင်းဆုပ်ဖွားနှင့်ရုပ်ပုံကို၎င်းစာမေးပွဲကြခြင်းအကြောင်းကို၎င်းမိမိအိမ်သို့ရောက်မှ မကြမကြအခွင့်တောင်း၍ဖြစ်စေမတောင်းဘဲနှင့်ဖြစ်စေ ရန်ကုန်ဘက်သို့ခဏခဏလည်သွားသည်ကို၎င်းဆက်၍ဆက်၍တွေးမိလေ၏။ဂိုင်းအတော်အိပ်ပါစေအဲ့ရကနိုးမှပြောမယ်။ဆို၍မတ်စိန်တို့ပြန်ခဲ့ကြ၏။၎င်းညမတ်စိန်တို့ထမဲမစားနိုင်ချေ။နန်းနဲ့သို့ရောက်၍ဘားမြက်နိုးသောအခါရည်ဒီယာတာဖြစ်နေပြီလျင် တကားပျက်စီးနေသည်ကိုတွေ့ရမှာ။အင်းပထမနာမည်ဒုတိယအင်္ဂလိပ်စာတက်တာတတိယ IA အောင်တာ ဇထုထငါအရက်တောက်တာပေါ်ကုန်ပြီ အခုငါအကျင်ဆိုပေါ်တော့ငါကိုနှင်ထုတ်ဖို့ပဲရှိတယ်ငါတသက်တာမှာလောကနိဗ္ဗာန်ကို ထင်ထားတဲ့နေရာကထပ်သွားရမှာငါအစိုးရင်ဆုံးပဲဟိုတွေးနေတယ်ကိုဘမြင့်လာပါဦးဟိုတော့အမိန်အတန်ကိုကြားရလေဟာထိတ်ထက်မိုးချိုးကြတဲ့ကဲ့သို့ပြင်းစွာ တုန်လှုပ်၍အပြည့်ရှိသော တပည့်သည်ဆရာရှိမောက်သို့ရောက်တဲ့ကဲ့သို့တုန်လှုပ်သောကိုစိတ်ဖြင့်ဆရာမရှိသို့ရောက်လာလေ၏ မဆက်အင်းမျက်နှာမှာခါတိုင်းကဲ့သို့တင်းမာသောမျက်နှာထားမဟုတ်တော့ပဲညှိုးငယ်ပူပန်သောမျက်နှာတွင် မျက်ရည်ဆန်းဆန်းဖြင့် ရှိလင်၏ကာကိုပါမြင့်ကျမတော့အတော်ဝမ်းနေသွားတာပဲဒေါသလည်းဖြစ်မိတယ်ပထမတော့နှင်ထုတ်မယ်လို့စိတ်ကူးမိတယ်သို့တော့ကျမပြုတ်ပြင်စင်ရင်ပေးလို့အတော်နေရကြလားမမလို့ရတာနဲ့ရှင့်ကိုအချိန်ပေးမယ်ကာဒီအရက်တောက်တဲ့အကျင့်ကိုဖြတ်မလား ဒီအိမ်ကထွက်သွားမလားတခုခုကိုရွေးပြီးတော့ဘာမြင့်မာကနှစ်ထုတ်တော့မြည်ဟုတထဲကြယုံကြည်ထားလေရာယခုရွေးဖို့အချိန်ပေးသည်ကိုများစွာကျေးဇူးတင်လျက်အားတက်လာပြီးနှုံမလေးပဲကျွန်တော်အရက်တောက်တဲ့အကျင့်ကိုဖြတ်ပါမယ်ဟုတ်ဝန်ခံလိုက်လေထို့သောဝန်ခံပြီးလက်တော်နှစ်နှစ်သုံးနှစ်များဆွဲလန်းခဲ့သောအကျင့်ဆိုးကို ထင်တယ်လားမဖြတ်နိုင်ချေစိတ်ကိုတင်းမာတော်လဲခုနှစ်ရက်ခန့်အကြာနိုင် အရက်ဆိုင်တို့လှဲ့မိပြန်၏။နောက်တစ်ပတ်၌ဆိုင်တွင်းတို့ရောက်ပြီးမှစိတ်ကိုတင်း၍ထွက်ခဲ့ရ၏။အကြမီအရက်၏ဘေးရန်ကိုခုခံနိုင်တော့မည်မဟုတ်ကြောင်းသိရလေ၏။တို့ရတွင်ဘာမြက်တို့မဆိုင်တို့၏ကုတို့လှုံ့ဆော်လာသည်လားမသိရ။တနေ့၌ဘာမြက်သည်ကျောင်းတွင်ငါးတန်း၌မြမဘာသာဆင်း၍ပြရ၏။ဘာမြက်သည်စာတင်လိုသောစိတ်မရှိသည်နှင့် အတန်းသားတို့အားမြမစာစီစာကုန်းရေးစေ၏။ ဘာအကြောင်းဟူ၍ပင် တွေးမရသည်နှင့်မင်းတို့အခု၂ရက်၃ရက်အတွင်းတွေ့ကြုံခဲ့တဲ့မှတ်သားစရာတစ်ခုခုဘာဖြစ်ဖြစ်စာ၁၀ကျောင်း၁၅ကျောင်းလောက်ရေးချင်တာရေးဟုမတိမချပင်ခိုင်းလိုက်အချိန်ဆေး၍စာရေးစာကုန်းစာအုပ်တို့ကိုစု၍အိမ်တို့ယူခဲ့၏ညအခါ၌ပြင်ရန်ဟုကြည့်ရှုရာသုံးလေးအုပ်အပြီးတွင်လှလှဆိုသောမိန်းကလေးတစ်ယောက်၏စာရေးစာကုန်းတို့ရောက်လာလေ၏ ထိုစာကားအောက်ပါအတိုင်းဖြစ်၏အယက်သမားကြီးအကြောင်းကျမတို့အရင်ဤတွင်အယက်သမားကြီးတယောက်ရှိ၏မနေ့ကသူသည် အလွန်အယက်မူးလာပြီလျင်မယားရော ခလေးတွေကိုရောချိန်လုံးကြီးနဲ့ရိုက်လေသည် ကျမဖြင့်အင်မတန်ကြောက်၍အသားများတောင်တုံပါသည် လူပြည့်မှာအယက်သမားသည် အမိုက်ဆုံးဖြစ်ပါသည်အယူဆုံးလည်းဖြစ်ပါသည်ထိုလူကြီးမှာအဝယ်စားဖို့ပင်မနိုင်ပဲမုန်းစရာကြီး ကြောက်เสียကြီးယွန်เสียကြီးဖြစ်ပါသည် ကျမအဖြစ်အယတမအိမ်သားမှာမနေပါရစေနှင့်အမျိုးထဲမှာအယတမမရှိပါစေနှင့်အယတမအဖေအယတမမောင်အယတမနေအယတမတာမရှိပါစေနှင့်ဟုဖျားစင်ရှိမှဆူတောင်းမိပါသည်ဘာမြစ်သည်မြန်မာစာပေကိုလည်းအင်မတန်လိုက်စားတော်သူဖြစ်၍စာပေကျမ်းဂန်တို့၌အယက်ဤအပြစ်အမျိုးမျိုးကို တွေ့ဘူးလှနေပြီဆရာသမားဖုန်းကြီးတို့ကဟောပြောသည်ကိုလည်းနားခဲ့ရလာနေပြီမိမိမျက်မြင်အရသမားတို့ပျက်စီးကြသည်ကိုလည်းတွေ့ခဲ့ရဘူးလေပြီမိမိကိုယ်တိုင်ဘယ်အထိပျက်စီးသည်ကိုလည်းကိုတွေ့ဖြစ်တော့သည် ထို့သောအမျိုးမျိုးကြားဘူးမြင်ဘူးပါတော့လဲတရားမကြနိုင် အမြင်မပြတ်နိုင်ဖြစ်ခဲ့ရ၏ယခု၅တန်းသူအသက်၁၂နှစ်အရွယ်ခလေးမလေး၏ရေးသားချက်ကို တွေ့မြင်ရသောအခါ ကျွချင်ကြရလားမသိရဘာမြင့်ဤနှလုံးကိုများစွာထိခိုက်လေ၏ထိုလူမမဲတငယ်မသည်မိမိဤစိတ်တွင်ဖြစ်ပေါ်လာသည်မှအယောကံတက်တက်ဖြင့်ရေးခြင်းကြောင့်ထိုတို့ထိခိုက်လွယ်သည်ဟုထင်မှတ်เสียရှိသည်ဤသို့လူမမဲတငယ်မကလေးကရိုးရိုးလွယ်လွယ်ဖြင့်ရင်းအပ်သောစာတို့သည် ရှေ့ကဘာမြင့်ကြားဘူးတွေ့ဘူးသောအချက်အလက်တို့ကို လွှမ်းမိုး၍ဘာမြင့်ကိုပန်းပန်းနိုင်နိုင်ကြီးဆုံးမလိုက်လေတည်း ဘာမြက်ဒီထိုးစားကိုအခေါက်ခေါက်အခါခါဖတ်၍အင်းငါကြွ့ချိန်ကြပြီဒီကလေးမကလေးပြောသလိုပဲငါဟာယွန်းစရာ အကောင်ကြီးမုန်းစရာအကောင်ကြီးလူမကြီးပဲကာတော်ပြီပြက်ပြီဟူစိတ်ဖြက်၍၎င်းစအုပ်ကိုရင်ဘတ်ပေါ်တင်လျက်ထုံညင်းအိပ်ပျော်ခြင်းတို့ရောက်နေသည်ထို့သောမဆိုင်နှင့်လာလာတို့ဤစေဖြင့်အရရောဂါကို အမြင့်ဖြက်လိုက်ပြီးနောက် တလားကန်အကြတွင်ဘာမြဤမိဘတို့သည်ကျောင်းဆရာဤစရင်တွင်ဘာမြနာမည်ကိုတွေ့သည်နှင့်စုံစမ်းမိမြ၍မဆိုင်တို့အိမ်သို့မိဘနှစ်ပါးရောက်လာလေတည်းဘာမြကတဲကုတ်တွင် အိမ်နေ၏မဆိုင်သည် စီရန်ကားကြီးနှင့်တခမ်းတနားလာရောက်သောဧည့်သည်နှစ်ယောက်ကို အာအသင့်စွာဖြင့်ကြည်ပြီးမှထိုင်ပါနေပါ စသည်ဖြင့်ဧည့်ဝယ်ပြုရ၏ဘဲခါပါလဲရှင်ကိစ္စများ အထူရှိတော်မူပါသလားကျုပ်တို့ကရန်ကုန်တဲကပါဟုတ်ကဲ့ကိစ္စကတော့ဆရာမရဲ့အိမ်မှာကျုပ်သားတယောက်နေတယ်ကြားလို့ပါနာမည်ကမောင်ပါမြဲတဲ့ဩကိုမမြင့်ရဲ့မိဘများလားဟုတ်ကဲ့ရှိပါတယ်ရှင်ကြားရတာဝမ်းသာပါတယ်ဆရာမရဲ့ကျုပ်တို့ကကုန်တယ်ပွဲစားတွေပါပဲကျုပ်သားကလေးကြောင်းမှာထားရတာ IA လဲအောင်ပြီးရောဘီအတန်းမှာအပေါင်းအသင်းဖြတ်တာနဲ့အတော်အဆဆွဲပြီးအကျင့်နဲ့ပြက် စာမေးပွဲလဲကြအာလုံးပျက်စီးတာပါပဲလေကျိုးတို့ကလည်းစိတ်ပြက်ပြီးသူ့ကိုအိမ်ကနှင်ချလိုက်တယ်ပဲဆိုပါတော့မအေးမှာတော့အဲ့ဒီလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကစပြီးမျက်ရည်ဆက်လက်နဲ့ဟာအဲအခုပိန်းနေတာကကြည့်ပြီးတော့အဲ့ဒါအခုဆီယာမနဲ့တွေ့လို့ကဲဆယ်ထားတဲ့ကြားတာနဲ့အင်မတန်ဝမ်းမြောက်ကျေးဇူးတင်ပြီးလာရောက်ကြတာပဲဆီယာမရဲ့ကာသူ့ကိုတွေ့ပြရသေးသူ့အမေကတွေ့ကျင်လာပြီမြင်တဲ့အတိုင်းပါပဲ ဟုတ်ကဲ့ရှင်ကျမခေါ်ပေးပါမယ်ဆို၍တဲကုတ်တို့ဆင်းခဲ့ဤဘာမြက်ကိုနှင်းနှင်းချာချာအိတ်နေရာမှာပုံနှိုး၍ဘူဒိုဝါတာရှိနေတယ်ဒီမဲ့ကိုဟိုတင်းရှင်းအဖေတို့အမေတို့လိုက်လာတယ်အဲ့ဒါတခါတည်းလိုက်သွားဖို့အဝယ်စားတွေပါယူခဲ့ပြီတော့ဘဲနဲ့အဖေတို့အမေတို့လိုက်လာတယ်နေပါဦးကျွန်တော် သူတို့နောက်လိုက်သွားဖို့အဝယ်စားတွေထုတ်ယူခဲ့ရမှာကဘသူကဘာပြောလို့လဲ ဘလို့စီမံလို့လဲပြောလို့တော့မဟုတ်ပါဘူးလို့ပဲအဖေအမေဆိုတာ အမျိုးအရင်းချင်းရှိသေးတယ်တော့ဒီတော့ရှင်လိုက်သွားမှာပေါ့ခမရကြီးအင်မတန်စကားများတယ်ရှာလဲရှိတယ်သွားပါဗျာပြောပါရှင်ကျွန်တော်မလိုက်ဘူးလို့အဲ့လိုမလုပ်ပါနဲ့တော့ကို့ဟာကိုသွားပြောပါ ကျမကိုတမျိုးထင်နေပါအောင်မယ်ဤတို့စကားဆိုနေကြတယ်မဆောင်နိုင်တော့မိခင်သည်တဲကုတ်သို့လိုက်ဝင်လာခဲ့၏ မြင်တွေ့ကြလျင်ပင်လူလေးရေတားလေးဟုအော်မီဂါတားကိုပွေဖက်လေ၏တားမှလည်းမျက်ရည်တွေ့ဖြာနှင့် မိခင်၏ရူရသောပွေဖက်ခြင်းကိုခံနေလေ၏တားမိဖက်၍ငိုယိုနေကြခြင်းမဆိုင်သည်အိမ်သို့ပြန်ခဲ့၍အတော်နှင့်ဗားမြစ်၏ဖခင်ကိုစကားပြောနေစေ၍မိမိကအခန်းတွင်သို့ဝင်၍အဲ့ရ၌လှဲပြီးလည်းရင်အမျိုးစုံတွေး၍နေလေ၏ ဘာမြေတို့တားမိတားဖဆုံမိကြတော့အခါဖခင်ကစ၍ကဲမင်းအိမ်ကိုလိုက်မယ်မဟုတ်လားကျွန်တော်တယောက်တည်းမလိုက်နိုင်ဘူးကိုဘာမြေဤစကားကိုမဆိုင်သည်အခန်းတွင်းကကြားတော့အခါထိတ်ခနဲဝမ်းသာသွား၏အဖိုးကြီးကရေ၍ဘယ်နဲ့လဲရှင်မဟုမေးလိုက်၏ကျုပ်ကတော့အစိုးကြီးကလေးကတပိုင်းသေးပြီးသားပဲကျုပ်တို့မွေးထုတ်လိုက်တာတော့ဟုတ်ပါရဲ့ အခုဆီယာမကဒုတိယလူဖြစ်အောင်လှုပ်ပြီးတော့သူလည်းကျုပ်တို့ဆိုင်တလောက်ဆိုင်တာပဲ။ဘာပဲဖြစ်ဖြစ်ကျုပ်သားချမ်းသာတယ်လို့နေစေချင်တာပဲ။ကျုပ်ကလည်းမနေရဘူးမပြောပါဘူးဗျာ။ကိုင်းလေ။ဘာပဲဖြစ်ဖြစ်အိမ်တော့လိုက်ခဲ့ဩ။မင်းဆီယာမကိုလည်းအလဲအပတ်ခေါ်ခဲ့တာဗော။ဘာမြတို့အိမ်မှာခြံကြီးဝင်းကြီးနဲ့အတန်ခမ်းနားကြီးကျယ်သောအိမ်ကြီးဖြစ်၏။ဘာမြတို့မိဘမှာကြွယ်ဝသောသူများဖြစ်ကြ၍ အရာရာလိုလေသေးမရှိပြည့်စုံကြ၏ထိုမြကြီးကျယ်ခန္ဓာသောအရှင်နေကိုမြင်ရသောအခါမတ်စိန်သည်ဗားမြင့်အားရေခတ်ခြင်းရေလောင်ခြင်းဈေးသွားခြင်းစသည့်တို့ကို ပြုစေမိသည်မြတွေး၍အာနာမိ၏ညစာစားတော့ပြီးကြသောအခါပွဲစားကြီးကဆ၍ကိုင်းမတ်စိန်ရေအစုံကုန်းတော်ဝဲဆိုသလိုကျုပ်သားကိုမတ်စိန်တဝက်ဆိုင်နေဆိုရမယ် ကျန်တဲ့ဘက်ကိုလည်းကျုပ်တို့ကကြည်ကြည်တတ်တာမက်ဆိန်ကိုယုံကြည်စိတ်ချပြီးပုံအပ်လိုက်ပါတယ်။ထိုအခါပွဲကတော်ကြီးကဝင်တက်၍အစ်စ်မထဲတော့ဘူးလားရှင်ဟုမေးလိုက်။ဘဲ့နဲ့ပွဲကတော်ရဲ့အစ်စ်မထဲပဲရှိပါမလား။အစ်စ်ကလေကျုပ်တို့ရှိတဲ့ပစ္စည်းအကုန်ပေါ်ဗျ။ထိုစကားကိုကြားရသောအခါဘာမြင့်ပင်အတော်အံ့ဩသွား၏ထို့နောက်မဆိုင်တို့သည်ဘာမြင့်တို့အိမ်တို့ပြောင်းရွှေ့ခဲ့ကြ၍ အင်းစိန်ကရှံအိမ်ကိုအရှိမပြတ်ထားခဲ့ပြီတနင်္ဂနွေနေ့တိုင်းရှံဘက်သို့ထွက်လည်ကြလေတည်းကျွန်ုပ်သည်ထိုဆရာနေမယားနှင့်တွေ့ကြုံ၍၎င်းတို့အကြောင်းကိုသိရ၏မောင်ပါမြစ်သည်လှလာဤစာကို စာအုပ်ပါတောင်းယူ၍တယိုတတိတင်ထား၏လှလာကိုကျေးဇူးဆက်သည့်အနေဖြင့်မောင်ပါမြစ်တို့သည် ထိုကလေးမ၏ပညာသင်စရိတ်ကိုထောက်ပံ့ခဲ့သည်မှာယခုနှင့် BA အောက်တန်းသို့ရောက်ရည်နေလေပြီ နေ့တနေ့ကပင်ကျွန်ုပ်ကိုဖိတ်ခေါ်၍အင်းစိန်ကရှမ်းအင်္ဂလိပ်သို့ရောက်ခဲ့ရ၏ထိုနေ့၌ဗားမြတ်တို့လင်မယားပွဲစားကြီးလင်မယားလှလားနှင့်ကျွန်ုပ်အပါဝင်၆ယောက်တွေ့ဆုံစားတော့ခါများစွာပျော်ရွှင်ကြ၏ကျွန်ုပ်သည် ထိုစိတ်လက်ချမ်းသာသောလူတတိုက်ကိုမြင်ရလျင်အကယ်၍မောင်ဗားမြတ်တာအရက်ရန်သူကိုမခုခံနိုင်ခဲ့ပါလျင်ထိုကျေးဇူးတရားတို့မှ ဆုံးကျုံရလေ၏ဟုတရားကြမိသည်ဖြင့် ဤကိုတွေ့ဝိတုကလေးကိုရေးလိုက်ရပြီတော့တည်းဟုတ်ကဲ့ပါခင်ဗျာဆိုင်ရည်သူဆရာကြီးအမျိုးသားပညာဝန်ဦးဟိုကြားရေးတာတော့အယတမအလို့အမည်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကျွန်တော်တို့ဒီနောက်ထပ်ဝိတုတို့လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ